အာနာရှင်နဲ့စောချစ်သူနဲ့ပူးပေါင်းပြီးတော့ရုပ်ရှင်ရိုက်တဲ့အကွက်ပေါ့ဘာကြောင့်လဲအဖြစ်ရှင်းပါလေကမ္ဘောရှားမှာဖြစ်တဲ့ဂျားပြန့်ဂိုင်းကိုတောင်ကိုရီးယားအမေရိကန် UK နဲ့ထိုင်းတို့ကနေဦးစီးပြီးတော့လုပ်တဲ့အတွက်ဒီပြဿနာတွေကဂျားပြန့်ပြဿနာတွေကမြန်မာနိုင်ငံနယ်စပ်စီမင်းတခြားမှာဖြစ်ပျက်နေတဲ့အရာတွေတယ်ပို့ပြီးတော့များလာတဲ့အရာကိုကျွန်တော်တို့အာနာရှင်လူစုကနားလေပိုက်ရိုက်ဆိုတဲ့ ုံစံမျိုးနဲ့လုပ်တယ်လို့ကျွန်တော်တူတူယောက်တည်းရတော့မြင်တယ်ဘလို့လုပ်လဲဥပမာပြဝင်စောချစ်သူ BGF ကအာနာရှင်နဲ့ပူပေါင်းပြီးအာနာရှင်ဒုသမြအားလုံးကိုထောက်ခံတယ်လို့ပြောပြီးသားဒီထောက်ခံတယ်လို့ပြောပြီးသားအရာတွေကိုဘာကြောင့်များအခုအချိန်ဝင်စည်းတဲ့အချိန်မှာစစ်တပ်ကပဲဝင်စည်းတယ် BGF အဖွဲ့နဲ့ပူပေါင်းပြီးဘာလို့ဝင်မစည်းတယ်မင်္ဂလာပါဗျအာစီနန်းတော် YouTube channel ရနေကျိုးစိုးပါတယ်ဗျ တမတော်အင်အားရှိမှတိုင်းပြည်အင်အားရှိမီဆိုတဲ့ဂျင်းကိုတော့အခုမအလာနိုင်ငံအတွင်းမှာလှည့်လည်နေတဲ့နေရာမျိုးတွေမှာလိုက်ပြီးဂျင်းထည့်နေတယ်။သူဝန်ခံထားတဲ့အရာဂျင်းထည့်တဲ့အရာတွေကဘလိုမျိုးတွေလဲဆိုတော့ကျွန်တော်သိသလောက်ပါနော်။တပါတီစနစ်ဖြင့်ကျင့်သုံးခြင်းကြောင့်နိုင်ငံဟာချွတ်ချုံကြတဲ့ဘဝအခြေအနေကိုရောက်သွားတယ်ဆိုတော့သူတမတော်တမတော်ဆိုတဲ့အရာကိုပဲရှေ့တန်းတင်ထားတယ်။ကျွန်တော်မြန်မာနိုင်ငံနိုင်ငံသားအများစုကလည်းနိုင်ငံကိုကာကွယ်ဆောက်ရှောက်တာတမတော်ပဲရှိတယ်။ ဒီတက်မတော်ကကာကွယ်ဆောက်ရှောက်မှသာလျင်အဆင်ပြေမယ်ဆိုတဲ့ပုံစံမျိုးနဲ့စစ်ကောင်းဆောင်မအားလာကစနစ်တကျနဲ့ပြည်သူကိုရောက်တဲ့နေရမြို့ရွာတိုင်းမှာလိုက်ပြီးတော့ဂျင်းထဲနေတယ်။အခုလည်းထပ်ပြီးတော့စနစ်တကျဂျင်းထဲတဲ့ရောက်ကြည့်မိမိတို့နိုင်ငံနေဖြစ်နေကုံထုံးလုံးမှုလုပ်ငန်းများအားနည်းခဲ့ခြင်းကြောင့်ခက်ဆက်ဆက်တွေနဲ့တယံဇာတပစ္စည်းများကိုထုတ်ယူသုံးစွဲခဲ့ကြတယ်မြန်မာနိုင်ငံအတွင်းမှာရှိတဲ့တဘာဝတယံဇာတပစ္စည်းတွေကိုထုတ်ယူသုံးစွဲတယ်။ Okay လက်ခံတယ်။ ထုတ်ယူသုံးစွဲတဲ့နေရာမှာခင်ဗျားတို့ကြုတ်တော့မြန်မာနိုင်ငံသားအနေနဲ့နိုင်ငံအတွက်တိုးတက်လာခဲ့တဲ့အရာမရှိတယ်သူတို့ထုတ်ယူသုံးစွဲတဲ့တယံဇာတပစ္စည်းတွေကသူတို့မိသားစုနဲ့သူတို့လူနည်းစုတစ်ခုစာအတွက်ပဲသူတို့သုံးစွဲခဲ့တဲ့တဘာဝတယံဇာတတွေသာဖြစ်တယ်ဘာကြောင့်လဲဆိုတော့တကားပိတ်ဝါဒကိုကျင့်သုံးပြီးစစ်ကြုံပညာရေးစနစ်ကိုကျင့်သုံးလိုက်တဲ့အတွက်မြန်မာနိုင်ငံဟာ တက္ကသိုလ်ကစပြောင်းရန်ကုန်တက္ကသိုလ်ကိုစင်ကာပူတို့တခြားနိုင်ငံတွေကတော့လာတက်ရတယ်။ကမ္ဘာအစင်းရဲသူနိုင်ငံကိုဘယ်အစိုးရလက်ထက်မှာစပြီးတော့ကျင့်သုံးခံလိုက်ရတယ်။တတ်မှတ်ခံလိုက်ရတယ်ဆိုခင်ဗျားတို့ကြိုးတို့အားလုံးသိတယ်။62တက်ကဗိုလ်ချုပ်နေဝင်တက်ပြီးတော့တကားပေဝါရကျင့်သုံးလိုက်တဲ့အတွက်မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ပညာရေးလူမှုရေးစီးပွားရေးခင်မီဖွံ့ဖြိုးတိုးတက်သောအရာတွေပါရှိခဲ့တယ်။အဲ့တော့ အာနာရှင်ဟာစနစ်တကျအုပ်ချုပ်ခြင်းတဲ့အတွက်ခင်မီဖွံ့ဖြိုးတိုးတက်တဲ့အရာတွေကိုလှုပ်ပါတယ်ဆိုတဲ့ခေါင်းကြီးတွေကိုလှလှတက်ပြီးနိုင်ငံအတွင်းမှာရှိတဲ့တဘာဝတယံဇာတပစ္စည်းတွေကိုစနစ်တကျနဲ့သူတို့လူနည်းစုကောင်းစားရေးအတွက်ကိုပဲရှေတန်တင်ခဲ့ကြတယ်စစ်ကြုံပညာရေးတဲ့စစ်ကြုံပညာရေးစနစ်ကိုသူတို့ဘာကြောင့်ကျင့်သုံးတယ်လဲဆိုရင်ကျွန်တော်တို့ငယ်ငယ်တုန်းကကြုံတွေ့ခဲ့ပူပါတယ်အင်ဂျင်နီယာဆိုရင် တက်မတော်နီးပညာတက်ကတူအဖြစ်ရရှင်းတယ်နော်ဆရာဝန်ဆိုရင်စစ်စေးအဲ့ဒီလိုနေရာတွေကကြောင်းစင်းလာတဲ့လူတွေကိုသာလျင်နိုင်ငံတဝမ်းမှာရှိတဲ့ကုမ္ပဏီဌာနတွေကပို့ပြီးတော့အကျုံးဝင်ကြတယ်တကယ်အစိုးရကဖွင့်တဲ့ရိုးရိုးဆရာဝန်တို့ရိုးရိုးအင်ဂျင်နီယာတို့ဆိုတဲ့အရာတွေကဘာလို့ကြလဲပတ်စံတတ်နိုင်တဲ့လူတွေကနိုင်ငံခြားမှာတွားပြီးပညာတော်သင်ရတယ် မြန်မာနိုင်ငံအတွင်းမှာတက်မတော်ရှိမှအင်အားရှိမီဆိုတဲ့စကလုံးကိုပြည်သူကိုစနစ်တကျဂျင်းထဲ့ဖို့အတွက်အာဏာရှင်ရန်စနစ်တကျလိုက်လုပ်နေတာတပါတီစနစ်ကြောင့်နိုင်ငံပြတ်စည်းရဆိုတဲ့အရာကိုဝန်ခံတဲ့အခုတိုက်ပြည်ရဲ့တယံဇာတာတွေကိုစနစ်တကျထုတ်ယူသုံးစွဲတယ်အဓိကကသူတို့စနစ်တကျခိုးယူခဲ့တယ်ဆိုတဲ့အရာကိုလည်းဝန်ခံထားပြီးသွားပြီဒါဟာဘာကြောင့်လဲစစ်ကြုံပညာရေးဆိုတာကနိုင်ငံတကာနိုင်ငံကိုတိုးတက်အောင် လုပ်ပေးနိုင်တဲ့ နိုင်ငံသူပညာတတ်တွေမွေးဖွားပေးတာလားဆိုမဟုတ်ဘူးစစ်တပ်ကထဲမှာနေပြီးတော့စစ်တပ်ကို အားပေးထောက်ခံမှသာလျင်ပြည်သူရှိရဗန္နာငွေနဲ့ပြည်သူချွေးနှဲစာတွေကိုစနစ်တကျဂုံသွေးဆုပ်လို့ရမယ်အဖွဲ့စည်းတရဟာစစ်တပ်ဖြစ်နေတယ်ဒီစစ်တပ်ကိုခေါင်းကင်ဖခင် လုတ်ထားတာဘယ်သူတွေလဲအာနာရှင်လူသူဖြစ်တယ်ဒါကြောင့်မလို့အာနာရှင်စနစ်ဆိုးဆိုတာကျွန်တော်တို့မြန်မာနိုင်ငံသူနိုင်ငံသားတွေအတွက်နတ်ဆိုးလို့ပဲ ဒီနတ်ဆိုးကိုမောင်းထုတ်နေတဲ့အချိန်ခါမျိုးမှာအာနာရှင်လူစုကတက်မတော်နဲ့ပြည်သူကိုစနစ်တကျတွေးခွဲထားတဲ့အရာတွေကိုလည်းခမည်းတော်ကြွတူအားလုံးမြင်ဖို့တွေးဖို့လိုတယ်ဒီအရာတွေဒီအတွေးကြံကြံတွေကိုမမြင်နိုင်ဘူးမတွေးနိုင်ဘူးဆိုရင်ကျွန်တော်တို့လက်ရှိတော်လှန်နေတဲ့အရာတွေလှုပ်ဆောင်နေတဲ့အရာတွေမှာဝေဝေဝါးဝါဖြစ်အောင်ပြည်သူကိုစနစ်တကျနဲ့အခုအချိန်မှာလိုက်ပြီးတော့ဂျင်းထဲ့နေတဲ့အရာတွေလို့ကျွန်တော်ကပြောခြင်းတယ် ဟုတ်ကဲ့ဟိုနောက်ထပ်သတင်းတစ်ပုဒ်ကမြစ်စီမားကနေတင်ထားတာပေါ့နော်တော်လန်ရေးတက်ပေါင်းစုပေါ်ပေါက်မီဟု KNLA ဒူဦးစီးချုပ်ပြောတယ်တဲ့နူတော်လန်ရေးမှာပါဝင်နေကြသောတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနဲ့ပြည်သူ့ကာကွယ်ရေးတက်တက်မတော် PDM များအကြာညင်ညွတ်သောတော်လန်ရေးတက်ပေါင်းစုတည်းရဲ့ပေါ်ပေါက်လာမီအကြောင်းကရင်အမျိုးသားလွတ်မြောက်ရေးတက်မတော် KNLA ဒုတိယစီဦးစီးချုပ်ဒူဘိုဂျိုကြီးဘောကျော်ဟဲကပြောကြားတယ်ဒါကျွန်တော်တို့ ာနာရှင်စနစ်ကိုတွန်းလှန်နေတဲ့၅နှစ်အတွင်းမှာကျွန်တော်တို့ပြည်သူပြည်သားတွေရဲ့လိုလားတောင်းတနေတဲ့အရာတစ်ခုပဲအာနာရှင်စနစ်ကြဖို့ဆိုရင်တပ်ပေါင်းစုကမဖြစ်မနေဖွဲ့ကိုဖွဲ့ရမယ်ဒီအရာကိုလည်းတွတ်တော့အများကြီးကြိုးစိုးထောက်ခံပါတယ်ဗျနောက်ထပ်တည်င်းတပုတ်ကထိခိုက်ရှလွယ်တဲ့တည်င်းကျွန်တော်တို့နိုင်ငံရေးမှာမြင်တဲ့အမြင်တွေဟာတအူးနဲ့တအူးတယောက်နဲ့တယောက်ဟာမတူကြဘူးဗျ ဒီကြီးရဲ့ကောင်းကောင်းဘုံဘူးကြီးစောချစ်သူဦးစီးထိမ့်ချုပ်လုတ်ကင်နေတော့ KK ဘက်ကိုတဲ့စစ်တပ်ကဝင်ရောက်စီးနေတယ်တဲ့လူပေါင်း2200နီးပါးကိုဖမ်းဆီးတယ်လို့ပြောတယ်တဲ့ရန်ကုန်အော်တိုဘား၂၀အကြမ်းဖက်စစ်တပ်လက်အောက်ခံ BGF ကောင်းဆောင်ဘုံဘူးကြီးစောချစ်သူဦးဦးစီးထိမ့်ချုပ်လုတ်ကင်နေတော့ KK ဘက်ကိုစစ်တပ်ကဝင်ရောက်စီးနေပြီးလူပေါင်း2200နီးပါးကိုဖမ်းဆီးရမိကြောင်းအကြမ်းဖက်စစ်တပ်ကအတင်းထုတ်ပြန်တယ်အဲ့ဒါကိုကျွန်တော်တို့ခေတ်သစ်ခေတ်သစ်ကနေပြန်ပြီးထုတ်ပြန်တာဟုတ်ပြီ တို့ဒီမှာသတင်းတွေထွက်နေတာကရုပ်ရှင်ရိုက်တယ်ပေါ့စစ်တပ်နဲ့အာဏာရှင်နဲ့စောချစ်သူနဲ့ပူးပေါင်းပြီးတော့ရုပ်ရှင်ရိုက်တဲ့အကွက်ပေါ့ဘာကြောင့်လဲအဖြစ်ရှင်းပါလေကမ္ဘောရှားမှာဖြစ်တဲ့ကြားပြန့်ဂိုင်းကိုတောင်ကိုရီးယားအမေရိကန် UK နဲ့ထိုင်းတို့ကနေဦးစီးပြီးတော့လုပ်တဲ့အတွက်ဒီပြဿနာတွေကကြားပြန့်ပြဿနာတွေကမြန်မာနိုင်ငံနယ်စပ်စီးမြင်တလျှောက်မှာဖြစ်ပျက်နေတဲ့အရာတွေလေပို့ပြီးတော့များလာတဲ့အရာကို ကျွန်တော်တို့အာနာရှင်လူစုကနားလေပါရိုက်ဆိုတဲ့ပုံစံမျိုးနဲ့လုပ်တယ်လို့ကျွန်တော်တူတူပြောက်တဲ့ရတော့မြင်တယ်ဘလို့လုပ်တယ်ဥပမာပြဝင်စောချစ်သူ BGF ကအာနာရှင်နဲ့ပူပေါင်းပြီးအာနာရှင်တို့သမီးအားလုံးကိုထောက်ခံတယ်လို့ပြောပြီးသားဒီထောက်ခံတယ်လို့ပြောပြီးသားအရာတွေကိုဘာကြောင့်များအခုအချိန်ဝင်စည်းတဲ့အချိန်မှာစစ်တပ်ကပဲဝင်စည်းတယ် BGF အဖွဲ့နဲ့ပူပေါင်းပြီးဘာလို့ဝင်မစည်းတယ်ခင်ဗျားတို့တို့နိုင်ငံရေးကိုနိုင်ငံရေးတို့တွေးသလိုပဲ ဒါဟာနိုင်ငံရေးလမ်းကြောင်းပေါ်မှာရှိတဲ့နေယူကလေးတွေကိုအာနာရှင်ကစနစ်တကျစရှုလိုက်တာပဲ။ဘာကြောင့်လဲ?အမေရိကန်ပါလာတဲ့ဒီစစ်စင်ရေးတွေမှာမြန်မာနိုင်ငံနေဆက်စီးမြင်မှာဖြစ်တယ်ဆိုတော့လေနေရာပေါင်းစုံကနေအော်ထားတဲ့အတွက်အာနာရှင်ဟာသူ့ရဲ့နေမြေထဲမှာမရှိပါဘူးရှိတဲ့အရာကိုလည်းသူတို့ကစနစ်တကျနဲ့လှုပ်ဆောင်နေပါတယ်ဆိုတဲ့အရာကိုဒီနေရာကြားမှာကျွန်တော်တို့ကရုပ်ရှင်ပြရမှာဥပမာ BGN နဲ့ စစ်တပ်နဲ့ပနာတင့်နေဆိုရင်ဒီလိုဝင်ရောက်ဖမ်းဆီးတဲ့အချိန်ခါမျိုးမှာဘာကြောင့် BG ရဲ့စစ်တပ်မပါတယ်အမြင်တွေတဘောထားတွေကွဲလွဲသွားမယ်လို့ကျွန်တော်ထင်ပါတယ်ကျွန်တော်တူတူတယောက်ရဲ့အမြင်ကတော့ဒီပုံစံပဲမြင်ပါတယ်အာနာရှင်ဟာနေရုပ်ကလေးတွေကိုစနစ်တကျနဲ့ရွှေ့နေပြီစနစ်တကျရွှေ့လို့လေတူတူရဲ့ခေါင်းကိုစင်နေတဲ့အနေထားမျိုးတွေကိုအမေရိကန်ကထရန်ကြီးကတော့ကင်တုံးမဲ့အနေထားကျွန်တော်တို့ကတော့အမြဲတမ်းကြိုးစိုးနေပါတယ်အခု စစ်အာစစ်ကောင်စီကပြုလုပ်တဲ့ရွေးကောက်ပွဲမှာလည်းမလေးရှားဝင်ကြီးကလည်းကြေညာထားပြုတယ်မထောက်ခံဘူးစောင့်ကြည့်ရဲ့ပွဲမလုပ်ဘူးအခု EU ကလည်းပြက်ပြက်သားသားနဲ့ကြေညာလိုက်ပြီဒီ ER တွေအားလုံးအပေါ်မှာလက်ရှိကျင်းပမဲ့ရွေးကောက်ပွဲကိုအနောက်ရှက်ဖြစ်လာနိုင်တဲ့အတွက်သူ့ရဲ့နေရုပ်ကိုဒီ KK ဘတ်ဆိုတဲ့အရာနဲ့ချပြီးစပြီးတော့ရွှေ့လိုက်တယ်လို့ပဲကျွန်တော်ကမြင်ပါတယ် နောက်ထပ်သတင်းတစ်ပုဒ်ကတော့မြန်မာနိုင်ငံသူနိုင်ငံသားတွေအာနာရှင်စနစ်ကိုတွန်းလှန်နေတဲ့အချိန်ခါမျိုးမှာ boycott ဆိုတဲ့အရာတွေလုပ်ကြတယ်။ဥပမာဗျာငါဘက်ကမပိုင်ရင်နင်းကိုလုံးဝဒီထဲမှာပေးမစုပ်ဘူးလို့နင်းကိုငါတို့နဲ့လာပြီးမပေါင်းနဲ့ဆိုတဲ့ပုံစံမျိုးတွေလို့ပေါ့အခုတမကျွန်တော်ညီတယောက်တင်ထားတဲ့အရာကိုကျွန်တော်ကပြန်ပြီးတော့ရည်ရှင်လုပ်တာစာလေးကိုဆွေရကုန်းအနေထားကတော့စိုးလွင်လွင်သချင်းတွေကအတိုင်းလေးပဲတဲ့ကျွန်တော်တည်ဆူလိုက်တယ်ဘန်ကောက်က ABC ပွဲတက်မှတ်က ဘတ်190ရပ်ပလက်မှာလူဒန်းစား2မျိုးကိုယ်နေတယ်အစင်ပြေပြီး၃ဖြုံးနိုင်သူနဲ့အလုတ်ရှိပြီးရုံးကန်နေရသူရဲ့အလုတ်မရှိစားဖို့အနိုင်တိုင်းဖြစ်နေတဲ့သူရဲ့ပါတဲ့ ABC ပွဲမှာလူစီကားနေတယ်ဆိုရင်အဲ့ဒီလူအုပ်ကြီးကဘလို့လူဒန်းစားလဲဆိုတာဖွာပုတ်တုံးကြတဲ့သူတွေသာစဉ်းစားသုံးသပ်ကြပါဗျို့တဲ့နကံမနာတဲ့လူတို့ပြောမှဆိုရင်သူတို့မှလည်းသူတို့ ထမင်းစားဖို့နေဖို့ထိုင်ဖို့အတွက်စီဝါရှာစားရတယ်မှန်ပါတယ်လက်ခံတယ်ဒါပေမဲ့ဒီလိုနေရာမျိုးမှာသွားကြည့်တဲ့လူကိုဒီညီကနှစ်တန်းစနစာခွဲပြထားတယ်ဘာကြောင့်လဲဆိုရင်သူ့ရဲ့လက်မှတ်ခဈေးနှုန်းကိုကြည့်လိုက်အောင်190ဒီ190ဆိုတော့ဈေးနှုန်းကိုသုံးစွဲနိုင်တဲ့လူတန်းစားဟာဒီနေရာမှာနှစ်မျိုးကွဲသွားတဲ့အရာကို तू ကကွက်ကွက်ဝင်ဝင်မြင်အောင်ပြောထားတယ်တော်လန်ရေးဘက်မှာမပါလို့နိုင်ငံအကိုတစ္ဆာဖောက်တဲ့ တော်လန်ရေးကိုတစ္ဆာဖောက်တဲ့ရုပ်ရှင်တရုပ်ဆောင်ဂီတတရုပ်ဆောင်တပင်းတရုပ်ဆောင်တို့ပြောနေတယ်အခုမကြိုက်ဘူးမကြိုက်ဘူးပြောနေတဲ့ဖိုးချစ်တောင်မှဟိုတင်းရဲ့အန်စီရဲ့လက်မှတ်ထိုးဘက်မှာသွားတွေ့ရတယ်ဒါတွေဟာဘာသဘောတရားတွေလဲကျွန်တော်စာနာပြတဲ့အချိန်ခါမျိုးမှာအထင်ရပုံကိုယ်တွေလမ်းပေါ်ထွက်ပြီးတော့ဒိုရီဒိုရီအာနာရှင်စနစ်ကြာရှုံးရေးဆိုပြီးတော့ထွက်អော်တဲ့ရုပ်ရှင်တရုပ်ဆောင်တွေအများကြီးရှိတယ် ဲ့ဒီအရာတွေကခင်ဗျားတို့ကြိုးလို့မျက်မြင်ကိုယ်တွေ့ရှိတဲ့တာရကတွေအများကြီးရှိတယ်ထက်ထတွန်းပြီးခဲ့တဲ့ရက်ကမှကျွန်တော် reaction လုပ်ထားတယ်ဘာကြောင့်ဒီလိုစိတ်ကူးမျိုးတွေနဲ့လုတ်တလဲဆိုရင်ဥမာခင်လိုင်းတို့အထင်ကြီးပုံကိုတွေအထင်ကြီးတရုပ်ဆောင်တွေဘာကြောင့်ဒီလိုမျိုးနေရာမျိုးတွေကြိုင်အားလုံးပျောက်သွားကြလဲတတိမမမှန်တာကြီးတတိမမှန်အောင်ဘလူကလှုပ်ပေးကြလဲအာနာရှင်ကတုတ်ပေးကြလဲအဖြေကရှင်းပါတယ်ကျွန်တော်တို့လူပိန်းစကားနဲ့ပြောမယ်ဆိုရင်ဟိုအောင်နေဟိုမှာဆန္ဒပြနေကြပြီ ်မင်းတို့တွေတွားပြီးတော့ရောပြီးဆန္ဒပြလိုက်ကြတကယ်လို့ပြဿနာတစ်စုံတစ်ကြတက်ရင်မင်းတို့ကိုခံဝင်နဲ့ထိုးပြီးတော့ငါတို့တွေပြန်ပြီးတော့ထိန်းကုတ်ထားမယ်အဓိကကဒီဆန္ဒပြပွဲဒီဆန္ဒ27ဆန္ဒပြပွဲကြီးတွေမှာဘယ်လိုလူဒန်းစားမျိုးစုံပါဝင်လာမလဲဆိုပြီးတော့ငါတို့သူတို့ကအာနာရှင်ကဆွဲထုတ်ခြင်းလို့နေရုပ်တည်ဖြစ်တဲ့ခင်လာရင်တို့ဒိန်းတော်တို့အကုန်လုံးထွက်ပြီးလောက်ကြတယ် အမှန်တကယ်ကတော့သူတို့ကအဲ့ဒီချိန်မှာလက်သီးလက်မောင်းတမ်းပြီးတော့တိုက်မယ်တိုက်မယ်ပြောနေတဲ့သူတို့ရဲ့စကားတွေကတကယ်ဟုတ်သလားမဟုတ်သလားဆိုတာလက်ရှိဖြစ်ပျက်နေတဲ့အရာတွေကိုကြည့်အာနာရှင်ဘက်ကနေအရင်တည်းကပါပြီးရုပ်ရှင်ဆန်ဆန်နဲ့ရုပ်ရှင်တရုပ်ဆောင်ပိသားစွာနဲ့ဝင်ပြီးတရုပ်ဆောင်သွားတဲ့လူတွေကြီးပဲအဲ့ဒီလိုပဲဒီညီရေးထားတဲ့စာတွေကအရာတွေကပုံပုံတွေကတော့ ဘယ်လိုပုံကူမျိုးတွေလဲအငုံနဲ့ထွက်ပြီးအပြုံးနဲ့တေကြမှာလားမိမိထမင်းတနက်စားဖို့မိမိအစဉ်ပြေဖို့အတွက်ဒီလိုပွဲမျိုးတွေလုတ်ပြီးတော့ကျွန်တော်တို့မြန်မာနိုင်ငံသူနိုင်ငံသားတွေကိုထိုင်းနိုင်ငံမှာလာပြီးစနစ်တကျဂျင်းထဲဂျင်တာလားဆိုတာခင်ဗျားတို့ခင်ဗျားတို့ပဲစဉ်းစားကြည့်လိုက်အခုနောက်ထပ်ကျွန်တော်ဒီရက်ထဲမှာတရေးတရင်ရနေ YouTube channel လေးတခုဖွင့်ထားတာရှိတယ်အဲ့ဒီအရာကိုကျွန်တော် ညညာပေးမယ်ပြီးရင်လည်းဒီ YouTube channel ရဲ့ link ကိုကျွန်တော် description မှာချပေးထားပါတယ်အဲ့မှာဝင်ပြီးတော့မြန်မာနိုင်ငံသူနိုင်ငံသားတွေ ਨੇ တွားပြီးအားပေးလို့ရတယ်ဒီဟာကသူ့ရဲ့ YouTube channel ရဲ့ပုံလေးပါဒီမှာနောက်တစ်ခုကသူပြောထားတဲ့ video file လေးရှိတယ်တစ်ချက်နှထောင်းကြည့်ပြငွေကြေးတပြားမှမကုန်မဲနဲ့ကျွန်တော်တို့တည်ရင်အကူအညီထောက်ဖို့ကြတာဒါဆိုလို့ရှိရင်ကျွန်တော်နီလန်ကောင်းလေးတစ်ခုပြပေးမယ်ကျွန်တော်တို့တည်ရင်ကနေပြီးတော့ဖွင့်ထားတယ် ပြီးတော့ဝင်သေးဆို YouTube channel လေးရှိအဲ့ဒီ YouTube channel လေးကိုဝင်ရောက်ကြည့်ရှုအားပေးခြင်းအနေဖြင့်ကျွန်တော်တို့ကိုတစ်ဖက်တစ်လမ်းအနေပြီးတော့ထောက်ဖို့ရရောက်တယ်စတိုက်နေရမှာတော်လန်ရေးလှုပ်လို့ရတာမဟုတ်ဘူးပေါ့နော်ပြောချင်တာကပြည်သူတွေအနေနဲ့လည်းပါဝင်တော်လန်လို့ရတယ်အဲ့လိုတော်လန်မှုအတွက်ကိုကျွန်တော်တို့ရဲ့ YouTube channel လေးကိုဝင်ရောက်ကြည့်ရှုအားပေးတယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့ကူညီရရောက်တယ်။ဟိုရဲ့ YouTube channel လေးက modelization on တာဖြစ်တဲ့အတွက်ကြောင့်ဝင်ငွေလည်းရရှိနေပြီပေါ့နော်။အခုဆိုလို့ရှိရင်ဒေါ်လာ ဝင်နေပေါ့ဝင်နေပြီဆိုတော့ပြည်သူလူထုအနေနဲ့တော်လန်ပြည်သူတွေအနေနဲ့ကျွန်တော်ရဲ့ YouTube channel လေးကိုဝင်ရောက်ကြည့်ရှုအားပေးခြင်းဖြင့်ကျွန်တော်တို့ကိုထောက်ပို့လုပ်နိုင်တယ်ဒီ YouTube channel လေးမှာဆိုလို့ရှိရင်ပေါ့နော်မြေပြင်မှာတကယ်တိုက်ပွဲဝင်နေတဲ့ရဲဘော်တွေကနေပြီးတော့အားတဲ့အချိန်လေးတွေမှာပြည်သူတွေကိုထောက်ပို့လုပ်ဖို့အတွက်တစ်ဖက်တစ်လမ်းနေပြီးတော့ကူညီပေးတဲ့အနေနဲ့ဒီအားလေးကိုကျွန်တော်ဖွဲ့စည်းထားခြင်းဖြစ်တယ်ပြီးတော့ဒီရရရှိတဲ့ဝင်ငွေတွေကိုလည်းကျွန်တော်တို့တည်ရင်စစ်ရေးနဲ့ကျွန်တော်တို့တည်ရင်အထွေထွေအသုံးစရိတ်ကိုတုံးมาဖြစ်တယ် တခြားကိုယ်ကိုယ်တာကိုကျိုးတော့မှတစ်ခုမှမပါပါအဲ့ဒီတော့ကျွန်တော်တို့ကို like and subscribe လုပ်ခြင်းဖြင့်ကျွန်တော်တို့ကိုကူညီပေးလို့ရပါတယ်ကျွန်တော်တို့တည်ရင်ထောက်ပံ့ပေးလို့ရပါတယ်အဲ့ဒါလေးကိုပြောချင်တာပါဩကျန်သေးရဲ့ကိုယ်တိုင်ဖန်တီးတာတခြင်းတွေလည်းပါတယ်ကာဘာဆောင်းတွေလည်းပါတယ်ဒီမြေပြင်ရဲဘော်တွေရိုက်ထားတဲ့ဇလန်းအတူလေးတွေဟာတလေးတွေလည်းပါတယ်ပြီးတော့ကြပြလေးတွေလည်းပါတယ်ပြီးတော့ live ဆိုတာတဲ့ season တွေလည်းရှိရပြအဲ့တော့ဝင်ကြည့်ပြအောင်ဝင်ကြည့်နော် ဒေသနာဘူးသူရရဲ့အနေနဲ့လည်းဘလော့လေးတွေလည်းပါသေးတယ်ဗျကျေးဇူးတင်ပါတယ်ဟုတ်ကဲ့အာနာရှင်စနစ်ကိုတွန်းလှန်နေရင်လည်းရတဲ့ဘက်ကနိုင်တဲ့ဘက်ကနေပါဝင်နေတဲ့ပြည်သူတွေအားလုံးကိုဒီနေရာကနေကြီးညာပေးပါတယ်တရင်တက်ခွဲတွေအနေနဲ့လည်းဒီလို YouTube channel တွေဖွင့်ပြီးတရင်အတွက်လိုအပ်တဲ့စားနဲ့ရိတ်ခါပဲဒီပြည့်လက်နဲ့ခဲရမ်းပြီးစူဆောင်းနေတဲ့အဖွဲစည်းတွေရှိရင်လည်းကျွန်တော်ရဲ့ YouTube channel မှာဝင်ပြီးတော့စာရေးပြီး ကျွန်တော်တို့ဘယ်လင်းဘယ်လင်းသုံးပါလို့ပြောလို့ရတယ်ကျွန်တော်လည်းတက်နိုင်တဲ့ဘက်ကနေပြန်ပြီးတော့ကျင်ညာပေးပါမယ်အာနာရှင်စနစ်ပြတ်သုံးဖို့ဆိုရင်ကျုပ်တို့ရတဲ့နေရာကနေမှန်ကန်ယူသားတဲ့စိတ်နဲ့ယုံကြည်ချက်ခိုင်ခိုင်မာမာနဲ့သာလုပ်မယ်ဆိုရင်အာနာရှင်စနစ်ကကြပါတယ်တနေ့တလံပကံဘဲမှမရွေးပါဘူးပြန်နော်အားလုံးကောင်းကောင်းနေပါ